ပဲနိုင်ငံမှာနေနေပတ်စတဲ့ရရခိုင်နှုတ်ထုတ်ယူရမှာဖြစ်ပါတယ်မြန်မာနိုင်ငံမှာနေတဲ့သူတွေဆိုရင် KB ဝေပီတိုနဲ့မြန်မာငွေပြန်ထုတ်လို့ရမယ်တော့စရေဝေ AP လေးတုတ်ခုကိုအပိုင်နှစ်အနေနဲ့ပြောပြပေးသွားမှာဖြစ်ပါတယ်ငွေထုတ်ဖို့ဆိုရင်ပေးပတ်အကောင့်တစ်ခုတော့စီထားဖို့တော့လိုမှာဖြစ်ပြီးတော့ပေးပတ်အကောင့်မရှိတဲ့သူတွေဆိုရင် KB ဝေပီတိုနဲ့ကျွန်တော်စီမှာမြန်မာငွေနောက်ချေလို့ရမှာဖြစ်ပါတယ်ဘဲ AP လေးတွေထဲကနေပတ်စံဘလို့ဆောင်လဲပတ်စံဘလို့ထုတ်မလဲဆိုတာ ေးကိုဆုတ်တီလိုက်ပါကြည့်စုပေးပေါ်လို့ပေးပန်အကောင့်မရှိတဲ့သူတွေဆိုရင်လည်းပဲကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုဖူပြင်းလေးတစ်ခုခံပြီးတော့ကြည့်စုပေးပါ Telegram Channel လေးထဲမှာကျွန်တော်ပေးပန်အကောင့်လေးတွေကိုမဲ့ဖောက်ပေးတဲ့အခါမှာဆိုရင်ကိုလူတို့ကဝေရောက်ကန်ဆယ်လို့ရမှာဖြစ်ပါတယ်ကျွန်တော်နဲ့အတူဒီဗီဒီယိုလေးကို Like and Share လေးလုပ်ပြီးတော့အဆုတ်တီလိုက်ပါကြည့်စုတော်လည်းရအောင်ပေါ့နော်တော်စီရွေး APP လေးတစ်ခုကိုအပိုင်နှင်းနေနဲ့ပြောပြပေးသွားမှာဖြစ်ပါတယ် ပထမဆုံးနံပါတ်1အနေနဲ့ပြောပြပေးချင်တဲ့ APP လေးကားဆိုရင် Real Daily ဆိုတဲ့ APP လေးပဲဖြစ်ပါတယ်။ဒီကောင်လေးကားဆိုရင်တတိယစာလေးတွေဖတ်ယုံနဲ့ကွိုင်းလေးတွေစုလို့ရမှာဖြစ်ပြီးတော့ငွေထုတ်ဖို့ဆိုရင်လည်းပဲ1ဒေါ်လာနဲ့စတဲ့ထုတ်ယူလို့ရမှာဖြစ်ပါတယ်။1ဒေါ်လာထုတ်မဲ့ဆိုရင်ကျွန်တော်တို့ကတတိယစာဖတ်ယုံနဲ့ကွိုင်းလေးတွေစုပြီးတော့အလွယ်တကူထုတ်ယူလို့ရတယ်လို့ Effect Free လုပ်တဲ့သူတွေဆိုရင်2ဒေါ်လာနဲ့စတဲ့ထုတ်ယူလို့ရမှာဖြစ်ပါတယ်။ဒီထဲမှာဆိုရင်ငွေထုတ်တဲ့နီလန်လေးကနှစ်ခုပေးထားမှာဖြစ်ပါတယ်။တတိယစာဖတ်ယုံနဲ့ကျွန်တော်တို့ရစင်လာတဲ့ကွိုင်း င်တွေကို1ဒေါ်လာနဲ့စတဲ့ထည့်ယူလို့ရမှာဖြစ်ပြီးတော့ effect လေးလုံးလို့ရရှိလာတဲ့ဒေါ်လာလေးတွေကို2ဒေါ်လာနဲ့စတဲ့ထည့်ယူလို့ရမှာဖြစ်ပါလေဒီထဲကနေကျွန်တော်စီမှာ KP ဝေပေတို့နဲ့မြန်မာဝင်လာထုံးမဲ့ဆွဲကျွန်တော်က3ဒေါ်လာနဲ့စတဲ့ထုတ်ပေးမှာဖြစ်ပါတယ်1ဒေါ်လာထုံးမဲ့ဆွဲကိုလူတို့က PayPal ကောက်တစ်ခုတော့စီထားပို့လို့လိုပါတယ် PayPal ကောက်မစီတဲ့သူတွေဆွဲ PayPal ကောက်လေ့လာပြီးတော့ဖွဲ့လို့ရတယ်လို့ပေါ့နော်ကျွန်တော်စီမှာလည်းစပေးလာအလို့ရမှာဖြစ်ပါတယ်ကျွန်တော်စီမှာ KP ဝေပေတို့နဲ့လာချိန်မဲ့ဆွဲကျွန်တော်က3ဒေါ်လာ ာနေစတဲ့ကျွန်တော်မြန်မာငွေချိန်ပေးมาဖြစ်ပါတယ်ဟုတ်ပြီဒီထဲကနေကျွန်တော်တို့ဒိတ်ဆော့ပြီးတော့ရလာတဲ့ဒီဝေထုတ်တဲ့နီလိုင်းလေးကဆိုရင်ကျွန်တော်တို့က1ဒေါ်လာနေစတဲ့ထုတ်ယူလို့ရมาဖြစ်ပါတယ် AFF လုပ်ပြီးတော့ပတ်စံထုတ်ယူတဲ့နီလိုင်းလေးကဆိုရင်ကျွန်တော်တို့ကဒီ2ဒေါ်လာနေနဲ့ဆုပ်ထုတ်ယူလို့ရมาဖြစ်ပါတယ်ဒီထဲကနေကျွန်တော်ငွေထုတ်ထားတဲ့ဒီပြည်စာလေးတွေကိုကျွန်တော်တချေပြမယ်ပေါ့နော်ကျွန်တော်ဒီထဲကနေဆိုရင်2ဒေါ်လာ20ဒေါ်လာ5ဒေါ်လာအစားစီးပမာဏလေးတွေကိုကျွန်တော်ထုတ်ယူပြီးပြည်ပြည်ဖြစ်ပါတယ် AFF လုပ်လို့ရရှိလာ လဲဒေါ်လာလေးတွေကိုကျွန်တော်တို့က2ဒေါ်လာအနည်းဆုံးထုတ်ယူလို့ရမှာဖြစ်ပါတယ်ကျွန်တော်မှဆွဲဒီမှာထုတ်ယူပြီးပြီးမလို့20ဒေါ်လာပေါ်နေမှာဖြစ်ပါတယ်ကိုလူတို့မှလောကမထုတ်ရသေးတဲ့သူတွေဆိုရင်ဒီနေရာလေးမှာ2ဒေါ်လာအနည်းဆုံးပေါ်နေမှာဖြစ်ပါတယ်ဟုတ်ပြီဒီထဲကောင်းနေကျွန်တော်တို့ quai လေးတွေဆောင်မယ်ဆိုရင် evac လေးလုပ်ပြီးတော့ quai လေးတွေဆောင်လို့ရတယ်လို့ပေါ့နော်တတိယစာလေးတွေဖမ်းပြီးတော့လဲကျွန်တော်တို့ quai လေးတွေဆောင်လို့ရမှာဖြစ်ပါတယ်သူပေးထားတဲ့ဂိတ်လေးတွေကိုကျွန်တော်တို့ကစားမယ် quai လေးတွေစုမယ်ဒီလိုနီးနဲ့ကျွန်တော်တို့ကပတ်စာထုတ်ယူလို့ရမှာဖြစ်ပါတယ် KB ဝေပေတို့ နဲ့ပတ်သက်ထုံးတဲ့နည်းလမ်းလေးကိုလည်းကျွန်တော်ဗီဒီယိုရဲ့နောက်မှပြောပြပေးသွားမှာဖြစ်ပါတယ်။နောက်ထပ် APP လေးတစ်ခုကိုတွားလိုက်ရအောင်ပေါ့နော်။ โอเคကျွန်တော်တို့နံပါတ်2အနေနဲ့ကျွန်တော်ပြောပြပေးချင်တဲ့ APP လေးကဆိုရဲ့ဒီ Brave Lens ဆိုတဲ့ APP လေးပဲဖြစ်ပါတယ်ဒီကောင်လေးကဆိုရဲ့လည်းပဲငွေထုံးရမှာဆိုရဲ့သူကနှစ်နီးပေးထားမှာဖြစ်ပါတယ်ဂိတ်စောရမှာဆိုရဲ့လည်းပဲကျွန်တော်တို့ကဒီမေခေါ်မေးပြေလေးတွေလောက်ယုံနေရတကူကွိုင်လေးတွေစားလို့ရမှာဖြစ်ပါတယ်ငွေထုံးရမှာဆိုရဲ့လည်းပဲကျွန်တော်တို့ကဒီဂိတ်လေးတွေကစားပြီးတော့ရလာတဲ့ကွိုင်လေးတွေနဲ့ A5 လေးလုံးလို့ရလာတဲ့ကွိုင်လေးတွေဆိုပြီးတော့နှစ်ခုပေးထားမှာဖြစ်ပါတယ်ဂိတ်စောပြီးတော့ရလာတဲ့ကွိုင်လေးတွေကိုကျွန်တော်တို့က ဒီ1ဒေါ်လာနဲ့စတဲ့ထုတ်ယူလို့ရမှာဖြစ်ပြီးတော့ Eveflay လုံးလို့ရရှိလာတဲ့ဒေါ်လာလေးတွေကဆွဲကျွန်တော်တို့ကဒီ2ဒေါ်လာနဲ့အနည်းဆုံးထုတ်ယူလို့ရမှာဖြစ်ပါတယ်ကျွန်တော်တို့ကဒီထဲကနေမေးခွန်းမေးဖြေလေးတွေဂိတ်လေးတွေကစားပြီးတော့ရရှိလာတဲ့ဒေါ်လာလေးတွေကို1ဒေါ်လာနဲ့စတဲ့ထုတ်ယူလို့ရမှာဖြစ်ပါတယ်တကယ်လို့ဒီထဲကနေ PayPal အကောင့်မရှိဘဲနဲ့ငွေထုတ်ချင်တဲ့ကိုလူတို့အသွေးဆိုရင်ဒီ2ဒေါ်လာနဲ့ကျွန်တော်မြန်မာငွေပြန်ချိန်ပေးမှာဖြစ်ပါတယ်1ဒေါ်လာထုတ်မဲ့ဆိုရင်ကိုလူတို့အနေနဲ့ PayPal အကောင့်စီထောက်ပို့လို့လိုပါတယ် PayPal ကမရှိဘူးဆိုရင်ကျွန်တော်စီ မှာစာပေးလာအပ်လို့ရမှာဖြစ်ပါတယ်ခေပေးဝေပေးတို့နဲ့မြန်မာငွေပြချိမဲ့ဆွဲကျွန်တော်3ဒေါ်လာအနည်းအနည်းဆုံးအာကျွန်တော်ဝယ်ပေးမှာဖြစ်ပါတယ်3ဒေါ်လာပြီးမှသာကျွန်တော်က KP ဝယ်ပေးတို့နဲ့မြန်မာငွေပြန်ချိပေးမှာဖြစ်ပါတယ်ဒီထက်ကနေ AVI Pay လို့လို့ရရှိလာတဲ့2ဒေါ်လာကိုလည်းကျွန်တော် KP ဝယ်ပေးတို့နဲ့ပြန်ချိပေးမှာဖြစ်ပါတယ်ဟုတ်ပြီနောက်ထပ် AVI လေးတစ်ခုကိုတွားလိုက်ရအောင်ပေါ့နော် โอเคနံပါတ်3အနေနဲ့ကျွန်တော်ပြောပြပေးချင်တဲ့ APP လေးကားဆိုရင်ဒီ Goodaw ဆိုတဲ့ APP လေးပဲဖြစ်ပါတယ်ဒီ APP လေးကိုအသုံးပြုမဲ့ဆိုရင်ကျွန်တော်တို့ကဒီ Jajan VPN လေးကိုအသုံးပြုပေးရမှာဖြစ်ပါတယ်ဘူပေခံထားလိုက်ပြီဆိုရင်ကျွန်တော်တို့ဒီ Goodaw လေးထဲကိုတစ်ချက်ဝင်လိုက်ပါဝင်လိုက်ပြီဆိုရင်ဒီညလေးမှာခဏလေးစောက်ပေးလိုက်ရုံနဲ့ Goodaw ဆိုတဲ့ APP လေးထဲကိုရောက်ရှိလာမှာဖြစ်ပါလေဒီ Goodaw ဆိုတဲ့ APP လေးကားဆိုရင်လောကတရားရခိုင်တော့အခုချိန်ထိပတ်စံထုတ်ယူလို့ရနေစေ APP လေးပဲဖြစ်ပါလေဒီကောင်လေးကိုအသုံးပြုမဲ့ဆိုရင်ကျွန်တော်တို့ကဒီမှာမိခေါ်မိဖြေလေးတွေလို့ ုံယုံနဲ့ point လေးတွေအလွယ်တကူစုလို့ရမှာဖြစ်ပါတယ်။ရန်ကိုလွယ်ကူတဲ့ app လေးတစ်ခုပဲဖြစ်ပါလေပေါ့နော်။ဒီထဲကနေကျွန်တော်တို့ကဒီမှာ point လေးတွေဆောက်ဝေးလို့ရမယ့်နေရာလေးတွေအများကြီးတွေးမြင်ရမှာဖြစ်ပါတယ်။ကျွန်တော်ကတို့ရဲ့ဒီမှာ line မကောင်းတာမဟုတ်လို့ပေါ့နော်။ကိုလိုတို့အနေနဲ့ဒီမှာကျွန်တော်ပြပေးလို့မရသေးဘူးပေါ့နော်။ โอเคနံပါတ်3အနေနဲ့ကျွန်တော် ပြောပြပေးချေတဲ့ AP လေးကဆိုရင်ဂူတောင်းဆိုတဲ့ AP လေးပဲဖြစ်ပါတယ်ဂူတောင်းဆိုတဲ့ AP လေးကိုအတုံးပြုမဲ့ဆိုရင်ကျွန်တော်တို့ကချက်ချက် VV လေးကိုကော်နက်တက်လုပ်ပေးထားရမှာဖြစ်ပါတယ်ကော်နက်တက်လုပ်ပေးထားလိုက်ပြီဆိုရင်ဒီဂူတောင်းဆိုတဲ့ AP လေးကိုတစ်ချင်းဝင်လိုက်ပြီဆိုရင်ဒီနေရာလေးကိုရောက်လာမှာဖြစ်ပါတယ်ရောက်လာပြီဆိုရင်ဒီထဲမှာမိခေါ်မိဖြေလေးတွေလုံယုံနဲ့ကျွန်တော်တို့က quality လေးတွေစောက်ဝေလို့ရမှာဖြစ်ပါတယ်ဒီထဲကနေကျွန်တော်တို့ကဒီမှာမိခေါ်မိဖြေလေးတွေလုံယုံနဲ့ quality လေးတွေအလွယ်တကူရရှိလာမှာဖြစ်ပါတယ်ဒီမှာဆိုရင် ူပေးထားတဲ့ message လေးတွေနဲ့ daily task တွေအများကြီးမြင်တွေ့ရမှာဖြစ်ပါတယ်ဒီဒီကောင်ဒီအကြောင်းကိုပေါ်တော့ကိုလူတို့အနေနဲ့အသေးစိတ်သိရှိနားလည်မယ်လို့ထင်ပါတယ် ဒီတဲကနေငွေထုံးမဲ့ဆိုရင်ထူလီဒေါ်လာနဲ့အနက်ဆုံးစတဲ့ထုတ်ယူလို့ရမှာဖြစ်ပါတယ်ထူလီဒေါ်လာကျွန်တော်တို့ထုံးမဲ့ဆိုရင်ဒီထူလီဒေါ်လာလေးကိုတစ်ချိန်ထားပေါ့ကော်ဖန်ဆွေနေရာလေးကိုတစ်ချိန်နှိပ်ပြီးတော့တကယ်လို့ခေပေးဝေပေးတို့နဲ့မြန်မာငွေပြချိတ်ချင်တဲ့ကိုလူတို့အသွေးဆိုရင်ပေးပန်ကောင်လောကမဖွဲ့ရသေးတဲ့ဂျီမေးလေးကိုထည့်ပြီးတော့ရက်ကူပတ်စံထုတ်ယူလိုက်ပေါ့နော်ဒီလိုပတ်စံထုတ်ယူလိုက်ပြီးဆိုရင်ကျွန်တော်စီမှာခေပေးဝေပေးတို့နဲ့ပတ်စံလာထုတ်လို့ရမှာဖြစ်ပါတယ် okay ဒီလို app လေးတွေထဲကနေကျွန်တော်တို့ဒီပေးပန်အကောင့်လောကမစီတဲ့သူတွေအသွေး ဲဆိုရဲ KP ဝေပီတို့နဲ့မြန်မာငွေပြဒီဖလိုပြန်ထုတ်မလဲပေါ့လို့မြန်မာငွေပြန်ထုတ်မယ်ဆိုရင်ကိုလူတို့ကကျွန်တော်တို့ထုတ်ယူမယ်ဒီ APP လေးထက်ကိုတချေဝေလိုက်ပေါ့နော်ဝေလိုက်ပြီးဆိုရင်ကျွန်တော်တို့ကဒီငွေထုတ်ယူတဲ့နေရာလေးကိုတချေသွားလိုက်ပေါ့လို့ ဒီမှာကျွန်တော်တို့ထုတ်ယူခြင်းနဲ့ပမာဏလေးတွေကိုကျွန်တော်တို့ကတစ်ချေထောက်လိုက်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်ကတူးဒေါ်လာကိုအစမ်းအနေနဲ့ပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်ဆိုရင်ဒီမှာတူးဒေါ်လာထုတ်မယ်ဆိုရင်တူးဒေါ်လာလေးကိုတစ်ချေထောက်လိုက်ပေါ့ဒီအကောက်ဝက်ဒရနောက်ဆိုရင်နေရာလေးကိုတစ်ချေနှိပ်ပေးလိုက်ပေါ့ဒီနေရာလေးမှာဆိုရင်ခေပေးဝေပေးတို့နဲ့မြန်မာငွေပြချေးချီလဲကိုလူတို့အသွေးဆိုရင်ဒီနေရာလေးမှာပေးပန်အကောက်လောဝမဖွဲ့ရသေးတဲ့ Gmail လေးကိုထည့်ပေးရမှာဖြစ်ပါတယ်ပေးပန်အကောက်ဖွင့်ထားတဲ့ Gmail လေးတွေအသုံးပြုလို့မရဘူးပေါ့နော်ဒီလိုပေးပန်အကောက်မက ေတဲ့ Gmail လေးကိုထည့်ပေးလိုက်မယ်ဆိုရင်ကိုလူတို့ကဒီပတ်စာထုတ်ယူလို့ရမှာမဟုတ်တော့ဘူးပေါ့နော်ပေးပယ်ကောင်လောကမဖွေရသေးတဲ့ Gmail လေးကိုဒီနေရာလေးမှာရိုက်ထည့်ပေးလိုက်ပေါ့ဒီလိုရိုက်ထည့်ပေးလိုက်ပြီးဆိုရင် Okay လေးကိုတစ်ချက်နှိပ်ပြီးတော့ဒီအကောင့် withdraw နောက်ဆိုရင်နေရာလေးကိုနှိပ်ပေးလိုက်ပေါ့ဒီလိုနှိပ်ပေးလိုက်ပြီးဆိုရင်ကျွန်တော်တို့ရဲ့ Gmail account လေးထက်ကို software လာပြီးဆိုရင်ကျွန်တော်စီမှာ KP withdraw နဲ့လာထုတ်လို့ရမှာဖြစ်ပါလိမ့်ဒီလို KP withdraw နဲ့မြန်မာငွေပြန်ချိမ့်မယ်ဆိုရင်ကိုလူတို့ကကျွန်တော်ရဲ့ Telegram channel လေးကိုဆက်သွယ်ပြီးတော့ပေါ့နော်ကျွန်တော်ကိုတိုက်ရိုက်ဆက်သွယ်လို့ ရောက်มาဖြစ်ပါတယ် Telegram channel လေးကို join ထားလိုက်ပြီးဆိုရင်ကိုလူတို့ကဒီနေရာလေးမှာကျွန်တော်ကဒီအုံတော်ဆိုပြီးတော့ကျွန်တော်ရဲ့ username လေးကိုကျွန်တော်ချပေးထားมาဖြစ်ပါတယ်ကိုလူတို့ကပေါ့နော်ကျွန်တော်ကိုတိုင်းရဲ့စစ်တွယ်ပြီးတော့ KPUB တို့နဲ့ဒီ APP လေးတုတ်ခုထဲကညီပတ်စံထုတ်လို့ရတဲ့ပမာဏတွေပြီးသွားတဲ့အခါမှာဆွဲကျွန်တော်စီမှာလာထုတ်လို့ရမှာဖြစ်ပါတယ်ဟုတ်ပြီဒီနေ့ video လေးထဲမှာဆွဲကျွန်တော်ဒီတော့စရေဝေ APP လေးတွေ ကို အပိုင်နှင်းနေနဲ့ကျွန်တော်ပြောပြပေးခြင်းဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုမှာဒီလိုအပိုင်ပိုင်းတွေနဲ့လောဝတရားရခနှုတ်ပေးတဲ့ April 2တွေကိုဆက်မှပြောပြပေးသွားမှာဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်